အကြောင်းရင်းတစ်ခုကြောင့်ငွေတွေရောရအောင်မဲ့ပို့ကြပြုခင်ပြည်သူများလုံးမမင်္ဂလာပါရှင့်ဘောင်းမီစနောင်းကနေပြန်လဲကြိုဆိုလိုက်ပါတယ်တရုတ်ဆောင်ပို့ကြပြုခင်တယောက်ကတော့အမွာဘူးကိုဝင်ဆောင်ကပျော်ရွှင်နေရလို့မဆုံးသေးခင်မှာပဲရင်ပူစရာကိစ္စတစ်ခုနဲ့ကြုံနေရပါပြီ အဲ့ဒါကတော့သူမရဲ့နာမည်နဲ့သူမရဲ့ပုံရိပ်ကိုအသုံးချပြီးငွေတွေလိမ့်လည်နေရာကြောင်းဖြစ်ပါတယ်။အားလုံးသိကြတဲ့အတိုင်းမြန်မာနိုင်ငံကလူတွေဟာရုပ်ရှင်မင်းသားမင်းသမီးတွေဆိုရင်အင်မတန်ကိုသဘောကျပြီးယုံကြည်ကြပါတယ်။ဒါပြင်ရုပ်ရှင်မင်းသားမင်းသမီးကြောင့်ညာတဲ့ပစ္စည်းတွေဆိုရင်လည်းကောင်းမှန်းမသိမကောင်းမှန်းမသိဝယ်သုံးတတ်ကြပါတယ်။ဒါပြင်လျှော်စေးတွေကန်ဆန်းမဲတွေဆိုရင်လည်းသဘောကျကြပါတယ်။ဒီအတွက်လည်းလူတွေကမကြခဏအလိန်ခံရပါတယ်။အခုလည်းပိုးကြဖြူခင်အတူတယောက်ကလိုင်းပေါ်မှာပေါ်လာပြီးတော့ငွေတွေလိမ့်လည်နေရာဖြစ်ပါတယ်။အထူးသဖြင့်လူလိမ့် မာလို့ပြောနေရတောင်မှမင်းသမီးကျော်ပိုးချပြုခင်ကအွန်လိုင်းပေါ်မှာဆင်ရွှေရတနာတွေလျှော်ဈေးနဲ့ရောင်းနေပါတယ်ဆိုပြီးအလူရက်ကိုဝယ်ယူနေကြပါတယ်အခုလည်းပိုးချပြုခင်ကရွှေတစ်ဆက်လိုက်ကိုငွေ30သိန်း5သိန်းနဲ့ရောင်းချနေရဆိုပြီး posting ခဲ့ရကြောင်းလူတွေဝယ်လိုက်ပြီးမှအလင်ခံလိုက်ရတာဖြစ်ပါတယ်နောက်ပြီးတော့ရောင်းချနေတဲ့သူတွေကလည်းနမဲကျော်မင်းသမီးပိုးကြပြုခင်တို့ရဲ့ရတနာပီကေထုံးဆိုင်ကြီးကနေဖြစ်တာကြောင့် အတန်အတုကို AI တွေ KB အတုတွေဖွင့်အပြီးမှာပရိသတ်တွေကလည်းပုံမယုံကြည်သွားခဲ့ကြပြီးတော့အလူရဲ့ဝယ်ယူခဲ့ကြပါတယ်။လူတွေဝယ်ယူပြီးမှာတော့ငွေဝင်တာနဲ့ဘလော့လိုက်ကြပါတယ်။ပိုးကြပြုခင်ကအခုချိန်မှာအင်တာနက်ပေါ်မှာနာမည်ကြီးနေတဲ့ရုပ်ရှင်မင်းသမီးရွှေတထေးမကြီးဖြစ်နေရကြောင်းလဲလူတွေကအယုံလွယ်ပြီးတော့ဝယ်နေကြတာဖြစ်ပါတယ်။ ဘိုးကြောင့်မြေကင်းကသူမနာမည်နဲ့အကောင့်တူတွေ KB အထုတွေပေါ်နေကြောင်းဘလောက်ပဲပြောနေပါစေလူတွေကစည်းချိုတယ်ဆိုပြီးတော့ဝယ်ယူရင်းနဲ့ငွေတွေအလိန်ခံနေကြတာဖြစ်ပါတယ်ဒီအကြောင်းတွေကိုဘိုးကြောင့်မြေကင်းကလည်းအချိန်ချင်းတတိပေးခဲ့ဖို့ပေမဲ့တောကပြိသက်တွေနဲ့ရိုးသားလာတဲ့သူတွေကတော့မယုံကြည်ကြပါဘူးဘိုးကြောင့်မြေကင်းကတော့သူမရဲ့နာမည်နဲ့အကောင့်တူတောင်မှကသူမအတန်သူမရဲ့ KB ကပါအထုတွေပေါ်နေလို့မယုံနိုင်အောင်ဖြစ်နေရပါပြီ အခုတော့လူတွေကပိုးချပြုခင်ကလိမ့်နေဆိုပြီးတော့အယောလာတောင်းနေကြပါပြီ။ဒါကြောင့်လည်းပိုးချပြုခင်ကသူမမလိမ့်ချောင်းသူမနာမည်နဲ့လိုက်လိမ့်နေတဲ့လူတွေရှိနေကြောင်းဒါပေမဲ့အဲ့ဒီအကောင့်ကိုအသုံးပြုနေတာဘယ်သူပဲဝါဆိုတာကိုသူမကိုယ်တိုင်လည်းမသိခဲ့ရပဲ။ပရိသတ်တွေထပ်ပြီးတော့အလင်းခံနေရမှာဆိုလို့ပွင့်လင်းစွာရှင်းပြလာပါတယ်။ဒီလိုမျိုးပတ်စံတွေအများကြီးအလင်းခံခဲ့ရတဲ့ပရိသတ်တွေအတွက်လည်းသူမကထပ်သူစိတ်မကောင်းဖြစ်နေခဲ့ရပါပိုးချပြုခင်ကလိုင်းပေါ်မှာလူတွေကိုမယုံဖို့အတွက်ပရိသတ်တွေကိုလည်းအကြိမ်ကြိမ်သတိပေးခဲ့တာဖြစ်ပါတယ်။ပိုးချပြုခင်ကသူမတို့မှာ ာရတနာပီကေတော့ဆိုတဲ့ follower 9သိန်းရှိတဲ့ page တစ်ခုသာအစ်စ်ဖြစ်ပြီးတော့ကျန်တာတွေအကုန်လုံးကအတူတာဖြစ်ကြောင်းသူမရဲ့နာမည်နဲ့လိုက်ပြီးတော့လိမ့်နေမယ်ဆိုရင်လည်းသတင်းလာပေးကြဖို့အတွက်ပိုးချပြုကင်းကအခုလိုပဲအသိပေးလာခဲ့ပါတယ်။ပိုးချပြုကင်းကသူမတို့ရတနာပီကေတော့ဆိုင်ဟာဆိုင်ခွဲလည်းမရှိပဲမန္တလေးမြို့မှာဖွင့်လှစ်ထားခဲ့တဲ့ဆိုင်ကြီးတစ်ခုတည်းကနေသာရောင်းချနေရလို့သိရပါတယ်။ငွေကိုတမအာဇီဝနီးနဲ့မရှာခြင်းနဲ့လူလိမ်တွေကြောင့်မင်းသမီးကျော်ပိုးချပြုကင်းလည်းအမွာကုန်လဲထိုင်းရင်ကနေသူမရဲ့ပြည်သက်တွေအတွက်အင်မတန် ်ကိုစိတ်မကောင်းဖြစ်နေရပါတယ်။ဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေကရောပိုးချပြုခင်တယောက်လူတွေကိုလိန်လေဖို့အတုံးချခံနေရတဲ့ပုံမှာမိမိတို့ရဲ့အမြင်လေးတွေကိုပြောသွားခဲ့ပါအောင်ရှင်။အစောနေ့ကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။